တော်ကြောကြီးသူကရမ်းချစ်ဖို့ကောင်းတယ်လေနော်အဲ့ကိုကြောကြီးနဲ့ဆိုညီကိုရင်းညီမနဲ့啊ညီကိုတော့မဟုတ်သေးဘူးဆိုတော့မဟုတ်ညီကိုတော့မဟုတ်သေးဘူးဒါပေမဲ့ချစ်တယ်သူကတော်တယ်လေနော်အဲတော်ရဲသူစီရနေတင်ယူစီရကြီးလည်းအများကြီးရှိရယ်အဲပြီးတော့အကုန်လုံးကိုလည်းပုံမှန်လင်းလင်းပြောရဲဆိုတော့သူကအရင်ချက်ပေါ့ကောင်း သူ့အခြေရတဲ့အကြောင်းရင်းကတော့သူကအဓိကပွင့်လင်းတယ်ပွင့်လင်းတယ်ယူသားတယ်နောက်ပြီးတော့ပြောင်းဝင်နေပြီပေါ့နော်ဒီညီမတွေအကောင်လုံးကိုဘသူ့ဘာမှခွဲခြားဆက်ဆံခြင်းမရှိအောင်အကောင်လုံးကိုသူချက်ပေးတယ်စိတ်ရှည်ခိုင်ကြရရန်နောက်တယ်ပေါ့နော်ရန်လိုက်နောက်တယ်သူနဲ့တန်းနဲ့ထိုက်ကတူတူပဲအဲ့လိုမျိုးပဲအချိန်ပြည့်အဲ့လိုမျိုးဂျူရန်နာဆားလိုက်နောက်လိုက်နေအဲ့လိုမျိုးပပပပနေတဲ့တဲ့မှာပါတယ်အဲ့ဒါကြောင့်မြေကိုဖြစ်နေတာတူရှင်နော်ခါထိုးလိုက်ခါထိုးလိုက်ရောင်းနေရောင်းနေပြောပြနေနော်ခါထိုးလိုက်ရောင်းနေဆိုတာလေဟုတ်တယ်ပြောပြနေနော် မပြောပြနဲ့တော့ဆိုရင်မပြောပြတာရမ်းတော်ရောသူက10နေလဲနိုင်တယ်ပေါ့နော်ဆိုတော့သူဆီကတော်တော်တင်ယူရတယ်အကုန်လုံးကယူတတပွင့်လင်းလေးရှိတယ်ပြီးရင်ဂယူဆိုင်တဲ့အကြီးလို့ပြောလေဆိုတော့သူ့အကုန်လုံးချစ်ကြတယ်အလယ်လာပေါ့နော် sponsor business အနေနဲ့အဲပြီးရင်လဝိရနာလေးကြည့်ရဲဒီဇိုင်းတွေအများကြီးရှိရဲဆုံဆုံလင်းလင်းနဲ့တနေရာထဲမှာရတယ်ပေါ့နော်အဲရမ်းလေးကြိုက်ပါတယ်စိတ်ထဲတော့ပစ္စည်းတွေကို စိတ်နှမ်းတော့ဟုတ်ပါတယ်ဒီနေ့ sponsor basis လာရဲ့ညီမတို့ရဲ့ဒီ official crown sponsor basis ပေါ့နော်ဆိုတော့အဲဒီစိတ်နှမ်းတော့ရောက်လို့ရှိရင်စိတ်နှမ်းတော့အတိရဲ့အတိုင်းပဲဖွင့်ပွဲအများကြီးလည်းလုပ်ထားရတယ်လေနောက်ပါသူပွဲအများကြီးဆိုကြည့်ထားပြီးသားဆိုလူတိုင်းကြည့်ထားပြီးသားဖြစ်မှာသူရှာဆို design လည်းစုံတယ် quality လည်းရမ်းကောင်းတယ်ပေါ့နော်အဲတော့မှာမကဲဆွဲတော့စိတ်နှမ်းတော့ဆိုတာပဲစိတ်အနေနဲ့လာပေါ့နော်ရှင်။အဲစိတ်နှမ်းတော့မှာကအကုန်ဆုံးပေါ့နော်။အဲစိတ်နေရောရွှေနေရောအရန်လာရှင်။ အဲ National Costume ကတော့လက်ရှိမှာတော့ညီမကတော့ဒီ Pop One နေနေပေါ့နော်ဒီ Pink လေးထပြပြီးထားပြီးပေါ့နော်ညီမ National Costume ကတော့ရိုးရှင်းရှင်းမှာပဲ Glow ဖြစ်တဲ့အတွက် Glow ရဲ့ traditional ပေါ့နော်ဒီဒီတိုင်လုံရှမ်းဝစ်စုံလေးနေပဲဒီနောက်ပြီး Glow မှာရှိရဲ့ဒီ culture တွေဖြစ်တဲ့ အာအရာလေးတွေထည့်ထားတယ်ပြီးတော့ကလွန်ပြရဲ့အမှုရအတက်လေးတွေပါအောင်လို့အကောင်းဆုံးစီမံထားပါရဲ့ရှင်ဒါပေမဲ့မြန်မာဥဆောင်ကကျတော့အလိုကြီးလုံးဝထူးထူးဆဆိုင်းကြီးနဲ့အရင်ဘလိုမျိုး the popular ဖြစ်ဖြစ်နေဖြစ်နိုင်မဲ့ပုံစံမျိုးတော့မဟုတ်ဘူးပေါ့နော်ပုံစံရိုးရိုးရှင်းရှင်းလေးနဲ့ပဲသူရဲ့ဒီ culture နဲ့အမှုရအတက်လေးအပြည့်အဝပါအောင်လို့ပဲဒီရိုးရိုးရှင်းရှင်းလေးနဲ့လှလှလေးပဲလုပ်ထားဖြစ်တာပါရှင်ဟုတ် ဲ့ပြုံးလင်ရလဲသူ့ရဲ့ signature လေးပေါ့နော်မြင်လိုက်တာနဲ့ဩဒါပြုံးလင်မှာဒါရှိတာပဲဆိုတော့ပုံစံမျိုးလေးရအောင်သူ့ရဲ့အငွေ့အသက်တွေအကုန်လုံးပါအောင်ဖန်တီးထားပါအစောင့်ကြည့်ပေးပါแกตองจี้อ่ะတော့อืมอีเทียเนี่ยประทับตาตะคุกๆป่ะเนาะดาซีเครทมันซีเครทอกลงเลยจู้ซ้าท่าสรแล้วเลย ဝစ်စုံနေရလဲဒေတာတစ်ခုစီတစ်ခုစီကနေသူ့ signature အရင်နဲ့ထွက်လာကြမှာဆိုတော့အကုန်လုံးကတော့ရချင်တယ်ပေါ့နော် national costume ဆိုတော့အကုန်လုံးလဲစူးစမ်းထားတော့အဲ့ဒီကနေမှအကောင်းဆုံးတစ်စုံကတော့ဝင်တာဖြစ်တော့မှာပေါ့နော် national costume ဝင်တာ ဟုတ်တယ်အဲနောက်ပြီးဒီနှစ်ကလည်းဒီအာပုတ်တင်တဲ့တစ်ခုเนาะ National Director Choice ကတစ်ခုနောက်ပြီးထိုင်းနီးယား Choice တစ်ခုဆိုတော့သုံးစုတောင်ရမှာဆိုတော့အဲဒီအရန်လာပြီးရောအရန်အဲ traditional နဲ့အရန်ใกล้ညီရဲ့အဲ့လိုမျိုးပေါ့ significant နဲ့ใกล้ညီရဲ့ဥစ္စာအရန်လာတဲ့ဥစ္စာရဆိုလို့ရှိရင်တော့ဒေတာပေါက်ရသွားမယ်လို့ထင်ပါတယ်ရှင်ဟုတ်အခု legend နေရာတော့ညီမတို့အခုတော့ကန့်ကာလာတင်ဆိုဆိုတော့ဝစီတီသွားတယ်သွားပေမဲ့လေအဲကိုအားတဲ့အချိန်မှာဆိုရင် legend ဖြစ်နေရှင့်အကောင်းဆုံးတော့ legend နေပါရှင့် ကက်ပြန်ပွဲဝင်နေအကောင်လုံးကလည်းစူးစားကြတယ်ပေါ့နော်အဲ့အတွက်လည်းရင်ခုန်တယ်ကိုယ့်ရဲ့အမရဲ့ညီမရဲ့နဲ့အတူတူပြန်ပွဲဝင်ဆိုရင်မချစ်ချစ်ခင်ခင်နေရတော့ဒီမှာရေဆက်ဆောင်လာတာပေါ့နော်အဲ့အတွက်အရင်ပြောတယ်ပြီးတော့လည်းလိုအပ်တာလေးတွေလည်းစူးစားနေပါတယ်လိုအပ်တာလေးလည်းအရင်ရှိနေတယ် စူးစားတာတော့အကောင်လုံးဒီပါအဲ့လိုမျိုးပဲစူးစားကြဝိရိယရည်လည်းကောင်းကြဒီနေ့ဆိုလို့ရှိရင်ဆိုရတာမနက်ဆိုရထားကြနော်၃နာရီခွဲ၃နာရီခွဲထားကြရဲ sponsor visit လဲလာမယ်မနက်ကလည်းဒီပေါ့နော်ဒီအာဒီ donation လေးတစ်ခုရှိရဲ့အခါကျတော့မနက်အစောကြီးလဲသွားရတာဆိုတော့အဲ့လိုမျိုးညီမရဲ့အကောင်လုံးကတော့အကောင်လုံးစူးစားကြရဲပြီးတော့အများကြီးလဲအဆိုင်ထားကြရဲဒီ cut word တွေဆိုလို့ရှိရင်လည်းအားရင်အားတဲ့ရက်မှာနေ့တိုင်းသွားပြီးတော့နေချင်းကြရဲအဲ့လိုမျိုး ပေါ့နော်။အများကြီးတော့အားစိတ်ထုတ်တာကြပါရဲ့ရှင်။ချစ်ကြပြိုင်ပွဲဝင်ဆိုတဲ့အတိုင်းပဲပေါ့နော်။အာတယောက်နဲ့တယောက်နဲ့ကိုကြီးကိုသွေးလေးတွေလည်းစူးစမ်းပြီးတော့ထုတ်ပြကြတယ်ပြိုင်ကြတယ်ပြီးတော့လည်းအကုန်လုံးကညီမတွေပဲဆိုတော့ချစ်ကြပါတယ်တယောက်နဲ့တယောက်နဲ့ဝမ်မလီဖြစ်တယ်ပေါ့နော်။ကိုချိန်ကြီးရောလိုမျိုးအလိုမျိုးပြိုင်နာဆိုင်နာလိုပုံစံမျိုးဆိုတာအထက်ကိုတောင်းတောင်းနှွေးထွေးနှွေးထွေးရယ်ပေါ့နော်ပြောမယ်ဆိုရင်အဲညီမရယ်လိုပဲရမ်းချစ်ကြရယ်ချစ်လုံးလို့တောင်းခတ်ဟဲ့လဲအဲ့လိုမျိုးတွေ့ရတဲ့အဲ့လိုမျိုး အချင်းချင်းအားလိုမျိုးအရန် close ဖြစ်နေတဲ့အခါကျတော့ဘလို့ဘလောက်မှမရှိသေးတဲ့အချိန်လေးတွေးမှနေကိုအရန် close ဖြစ်နေတဲ့အခါကျတော့လုံးဝပြိုင်ပတ်ကြီးဆိုတဲ့စိတ်ချက်ကိုတိုင်တာတသက်ဒီလိုမျိုးဒီအချင်းချင်းဒီလိုမျိုးချစ်တာခင်တာတသက်ပေါ့နော်ဟုတ်ဟုတ်တယ်လားဟုတ်ပါရဲ့ဟုတ်ပါအဲ့ဒါမှဆိုရင်ကျွန်တော်ကကြော်ရီကိုရမ်းချစ်တာလားလောဘီဟုတ်တယ်ကြော်ရီသူကရမ်းချစ်ဖို့ကောင်းတယ်လေနော်ကြော်ရီကိုပေါ့အဲ့ဒါကြော်ရီနဲ့ဆိုညီကိုရင်းညီမနဲ့ ်ညီကိုတော့မဟုတ်သေးဘူးဆိုတော့ညီကိုတော့မဟုတ်သေးဘူးဒါပေမဲ့ချစ်တယ်သူကတော်တယ်လीเนาะအဲတော်တယ်သူ့ဆရာနေတင်ယူဆရာကြီးလည်းအများကြီးရှိတယ်အဲပြီးတော့အကုန်လုံးကိုလည်းပုံမှန်လင်းလင်းပြောရဲဆိုတော့သူကအရင်ချစ်ဖို့ကောင်းတယ်အဲ့တော့ကျွန်တော်ညီကိုချစ်ရတဲ့အကြောင်းကလား ့အခြေရတဲ့အကြောင်းရင်းကတော့သူကအဓိကပွင့်လင်းတယ်ပွင့်လင်းတယ်ယူသားတယ်နောက်ပြီးတော့ပြောင်းမွေးဝင်နေပြီပေါ့နော်ဒီညီမတွေအကောင်လုံးကိုဘယ်သူ့ဘာမှခွဲခြားဆက်ဆံခြင်းမရှိအကောင်လုံးကိုသူချက်ပေးတယ်စိတ်ရှည်ခိုင်ကြရရန်နောက်တယ်ပေါ့နော်ရန်လိုက်နောက်တယ်သူနဲ့ဒါနဲ့ထိုက်ကတူတူပဲအဲ့လိုမျိုးပဲအချိန်ပြည့်အဲ့လိုမျိုးယူရနနာဆားလိုက်နောက်လိုက်နေအဲ့လိုမျိုးပေါပေါပပနေတဲ့တဲ့မှာပါရအတောင်ညီကိုတွေဖြစ်နေတာဖြစ်နေတာခါထိုးလိုက်ခါထိုးလိုက်ရောင်းနေရောင်းနေတယ်ပြောပြနေနော်ခါထိုးလိုက်ရောင်းနေဆိုတာလေဟုတ်တယ်ပြောပြနေနော် မပြောပြနဲ့တော့ဆိုရမပြောပြကြအဲ့တော့ကျော်ကြီးရဲ့တော့ဘယ်လိုကြည့်ရအောင်အရန်လေအရန်တော်ရောသူကထမ်းနေလဲနိုင်နေပေါ့နော်ဆိုတော့သူဆီကတော်တော်တင်ယူရတယ်အကုံလုံးကရိုးတတပွင့်လေးရှိတယ်ပြီးရင်ဂယူးဆိုင်တယ်အကြီးလိုမျိုးလေဆိုတော့သူ့အကုံလုံးချစ်ကြတယ်34ယောက်လုံးချစ်ကြတယ်ပေါ့နော်သူက35ယောက်နေရာမှာဆိုတော့ဟုတ်တယ်ဟုတ်တယ်သူချစ်ကြတယ်တော်လည်းမင်းကလေးဆိုချစ်တယ်ဩတော်လည်းချစ်တယ်လေ အာဟုတ်ကဲ့ပါရှင်စိတ်နှမ်းတော်ပါဘောနော်အောင်မြင်ပြီးသားဆိုတော့ဒီထက်မကအောင်မြင်ပြီးရောဒီထက်မကအဲရောင်းရတွေလည်းတိုးတက်ပါစေဒီထက်မကလည်းအဲထူဆန်းပြီးရောအဲလူတွေကိုစိတ်လှုပ်ရှားပွဲစေရကောင်းတဲ့ဟိုပွဲခမ်းနားတွေကိုလည်းအားကြီးထမံစီစဉ်နိုင်ပါစေလို့စတောင်းပေးလိုက်ပါရရှင်ဟုတ်ကဲစိတ်နှမ်းတော့အခုနယ်မြို့တွေတိုင်းမှာပေါ့နော်ဆိုင်ခွဲကြီးလည်းဖွင့်နေတယ်ပွဲလေးလည်းလုပ်ပေးနေတဲ့အတွက်ကြောင့်စိတ်နှမ်းတော့အထက်အများကြီးကအောင်မြင်ပါစေလို့ဒီနေ့ကနေဆုတောင်းပေးလိုက်ပါရှင် နဲ့တော့အောင်မြင်ပြီးသားဖြစ်တဲ့အတွက်ဒီထက်အများကြီးအောင်မြင်ပြီးတော့ဒီထက်မကစပွန်ဆာတွေအများကြီးပေးပြီးတော့အောင်မြင်ပါစေလို့ဆုတောင်းပလိုက်ပါရှင်